မန္တလေးအထွေဆိုင်ဒီဆိုင်တွင်ဒိတ်နေရနေပါခန့် Twilight ကိုကိုးခံရမင်္ဂလာပါ Audio ပိုင်းစောနိုင်ငံနေကြိုးစားပါတယ်ဒီတကတင်ဆက်ပေးမှာမန္တလေးမှာဒိတ်နေရနေပါတံပိုးရှိတဲ့ရွှေရံငွေရံပစ္စည်းတွေကပိုင်းနိုင်တကူကိုးခံလာရတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့က2025ခုနိုဝင်ဘာလ29ရက်နေကင်းပိုင်းလောက်မှာပေါ့နော်မန္တလေးမြို့84လမ်း 42လမ်းနဲ့45လမ်းကြားစာလိုက်ကွင်းရဲ့မြောက်ဖက်နာကလမ်းနောက်ဖက်ကသီရိအထဲဆိုင်မှာဖြစ်ပွားခဲ့တာပါအဲ့ဒီဆိုင်ကအထဲလက်ကားပေးတဲ့ဆိုင်ဖြစ်မယ်ထင်ပါတယ်လူအရန်စီပါတယ်အခုဖြစ်စဉ်ကတော့ရွာနေအဖေစဲကုလာလို့တက်လာရင်းနဲ့ဈေးဝယ်ချိန်မှာနောက်ကနေနှိုက်ပြီးတော့ခိုးယူသွားခြင်းဖြစ်ပါတယ်နေရလူတွေကလာရင်အခုလိုပဲပါလာသမျှပစ္စည်းတွေကို ကိုနဲ့မကွာတွားလေရာယူဆောင်တတ်ကြပါတယ်။ဒါကတကောတဲ့ခပိုင်းနိုင်တွေအတွက်အခွင့်ကောင်း၊ဝင်ကောင်းလို့ဖြစ်နေပါတယ်။ဖြစ်နိုင်ရင်တော့ဘိုက်ဆန်ကို အသေးသုံးလောက်ပဲစောင့်ထားပြီးဂျန်နာကို digital money ဖြင့် KPay, AirPay, mobile banking စသဖြင့်ပြောင်းထားတာကပိုပြီးတော့အဆင်ပြေမယ်ထင်ပါတယ်။ဒါကလေနေရာလူတွေအတွက်တော့တိတ်တော့စမပြေလောက်သေးပါဘူး။အခု ဘလို့တွေခိုးသွားလဲဆိုတာကြည့်ကြည့်ရအောင်ပါအားလုံးမင်္ဂလာပါရှင်မင်္ဂလာမရှိတော့နေ့လေးပြောပါအောင်မယ်ဒီနေ့အိမ်ရညမရွာနေလာတာမျိုးပေါ်ကိုကျမမပြောဘဲနဲ့အထဲဆိုင်ပေါ့နော်ဒီဒီအထဲဆိုင်ကိုလာတယ်တဲ့ကိုကပိုင်းနိုင်သွားတယ်တဲ့သူလွယ်အိတ်ထဲမှာပါတဲ့ပတ်စံနေရွှေတွေအကုန်လုံးပါသွားတယ်အဲ့ဒီတခိုးကြီးဟွာအဲ့ဒီရတဲ့ပတ်စံလေးကို ဘယ်လိုသုံးရမလဲဆိုတာကိုစဉ်းစားပါရတော့ရှားတော့ရှားနေတယ်တွေ့ရင်တော့အဲတခုအမြေလမ်းရှားမှာနော်အဲ့တော့အခုတော့ရှားနေတယ်ဟိုဟာအင်းကညီမကကြတော့ရွာမှာလှုပ်လှုပ်တယ်ရွာမှာလှုပ်လှုပ်တာသူတို့ကတော့ပင်ပန်းတာပေါ့နော်ပင်ပန်းမှမလှုပ်စားတယ်ငွေဆိုနှမျောတယ်ကျမတော့ကျမရဲ့ပစံကိုတတောင်းကစားနှမျောတယ်တတောင်းမပြောနဲ့တချက်ကစားနှမျောတယ်အဲ့တော့ခိုးသွားတဲ့လူကြီးလို့အဲ့ပစံယူပြီးတော့ဟိုကောင်းကောင်းမွန်မွန်နေနိုင်ပါစေလို့နော်မြေတာပို့တယ်ခုတော့ရှားနေတယ် တော့ရှာနေရပါတော့နော်ဒါ CCTV ရှာနေရတွေ့ရင်တော့ဒါတင်ပေးအောင်ပါပေါ့ထပ်ပြီးတော့ရှိတာရှိတာ အားမပြောဘဲနဲ့သွားတာဝါကိုကိုကိုတောင်းမှမနေဟာဝါမိတာရေကပေးရမှာနှမျောပြီးစိတ်မကောင်းအောင်နေတာအရင်ကြွေးကြံနေခုမဲ့သူရှိသူမဲ့ဆိုအကုန်လုံးရွှေတွေရောပတ်ဆက်တွေရောဒါကပိုင်းနိုင်ခံနိုင်ရတာ ထင်ငန်းနေနဲ့ကပိုင်းတိုင်းခံလိုက်ရတယ်။အဲ့တခိုးရေလို့အဲ့တခိုးရေလို့အဲ့ပတ်စံလေးကိုယူပြီးတော့စားကောင်းတောက်ကောင်းလေးတွေစားပြီးတော့ကောင်းကောင်းမွန်မွန်နေနိုင်ပါစေလို့မြေတာပူပါတယ်။အားလုံးမင်္ဂလာပါရှင်။အင်းဘောနောဒီဗီဒီယိုလေးကိုဒီဗီဒီယိုလေးကိုแชร์ไปจ้ะได้อารมณ์เลยเจตุติมาเลยโห ကိုချင်းစာစိတ်လေးနဲ့ပြောကြတာပေါ့နော်တချို့ဆိုရင်ပါသေးရဲ့ဒီလားအော်တယောက်တစ်ထောင်လုံးကြီးလူလူချင်းနေဆိုရဟာလူလိုက်ရသူ့ငွေလေးပြေးมาဆိုရဟာလေးလဲပါသေးရဲ့ပေါ့နော်အဲ့မှန်လေးတွေ့လို့မန်လေးတွေ့တာကိုကျေးဇူးတင်တယ်ပေါ့မန်နေများကြီးပဲအလုံးကိုကျေးဇူးတင်တဲ့အပြင်ကိုတန်ရှင်းတဲ့ငွေမှုပြန်ရပါသည်ဆူတောင်းပေးပါတယ်ဆိုကျမကျမလေးတွေကတမအာဇီဝကြကြ ကြိုးစားပါတယ်သူတို့ရွာမှာပေါ့နော်သူဆိုခုထိငိုးရဲလဲဟိုဟာတမားစီဟာကြာကြာရှာစားရငွေပါတက်ရှင်းမဲ့ငွေမလို့ပြန်ရဒါစီလို့ဆူတောင်းတဲ့အတွက်လဲတဲရအောင်လဲကြိုးစားနေပါတယ်ယူသွားတဲ့သူတွေကိုလဲဘာမှမလုပ်ဖဲနဲ့ပေါ့နော်ကျမတို့ငွေလေးကိုပြန်ပေးသူတို့သူတို့ကိုလဲကျမဟိုပြန်ပေးခဲ့ပါသူတို့ကိုလဲပေးသူတို့ကိုလဲပေးခဲ့ပါ အဲ့တော့တန့်ရှင်းတဲ့ငွေလေးမျိုးလို့ပြန်ပေးပါလို့တောက်ဆိုပါရဲ့ဘာလို့ဆိုတော့သူ့ခင်ဗျာခရီး၃ရောက်နေပေါ့နော်ရွာဘက်မှာသူတို့ဆိုတာဒီမျိုးတွေလိုမျိုးဟိုပတ်စံနေအများကြီးတုံးလို့ရတဲ့နေရာမဟုတ်တော့ကြတော့ပတ်စံနေနေပပတုံးပြီးရှာလို့ရတယ်ပေါ့နော်ရွာမှာဆိုရင်ပတ်စံလေး၅ရောက်တော့ရှာစားရတာခက်ခဲချင်းပေါ့နော်ကျမတို့လည်းရုံးကန်နေတယ်သူလည်းရုံးကန်နေသူမိသားစုနဲ့ပေါ့နော်အခုဆိုရင်သူယောက်ျားပြန်မလာနဲ့ဆိုတော့အမေသူမလည်းငိုးလို့ဟိုဥထုနေတဲ့အချိန်ဆိုဟိုကလည်း တော့သူလည်းအခုချိန်ကြီးငိုနေစေနှံ့ပြောတာပေါ့နော်တနက်ရှင်းရှင်းရှားရှားထားတဲ့ငွေဖြစ်တဲ့အတွက်ကြောင့်ဒီငွေလေးနဲ့သူကအဖေဒီကိုလာတာပေါ့သူတို့ပြေးလိုက်နေဒီအထုပ်ကလေးရွှေဆိုရလဲဟိုတိတ်တရာကျော်တိတ်နေရနေပါဆိုရလဲရွှေဘယ်နဲ့ချက်သားမှမရဘူးလေအဲ့တော့ဟိုရွှေတော်ကလေးကိုသူအမြင်နဲ့တွားလိုက်ရမှာတိတ်တာပေါ့ဗျာအဲ့တော့အဖေဒီလာရင်လဲအဲ့လိုမျိုးလေးသူကတိတ်ထားတာဆိုတော့ ဒီအဆိုင်ထဲကနေပြီးတော့တက်တက်ထားခဲ့ဖို့မေ့နေတာပေါ့နော်နောက်လည်းသူ့ကိုလည်းသူလည်းဂယူဆိုင်ပေးရမှာအမ်ဒီပတ်စံလေးပြန်ရမှာပါပြန်ရပါစီလို့လည်းပျော်ပျော်မန်းနေပေါ့နော်ပြန်ရနိုင်မယ့်ဒီလန်းလေးတွေလည်းတွေ့ပါတယ်အမ်ဘသူဘသူမှလည်းမထိခိုက်အောင်လို့ပဲအကောင်းမဆုံးနဲ့ပဲပြန်ယူပါပေါ့နော်အမ် အားလုံးကိုလည်းအားပေးကြတဲ့အားလုံးပေါ့နော်အားပေး share ပေးကြတဲ့အားလုံးအဲ့ဒါကိုလည်းခတဲ့မပြရရင်ကျေးဇူးတင်ပါတယ်။အိုးအမန်လေးတွေကိုတွေ့ရင်လေဝမ်းနေတယ်ဒီလား။အိုးတော်တော်စိတ်ပေါ်တာကောင်းလိုက်ကြတာလို့။အမားလည်းဟိုတယောက်မှတ်ထားတဲ့အားဆိုဘလိုလေးတော့။ဟောတယောက်တစ်ချောင်းလုံးနဲ့လူရေးကိုပြန်ရနိုင်တယ်ပေါ့နော်။အလုပ်လုပ်လေးပြောတာပေါ့တော့။ဟိုကျေးဇူးတင်ပါတယ်။အမန်လေးတွေဖတ်ရတယ်လို့။ ီလူတင်มาတယ်ဟိုသူတမားဒီဘာရှာစားထားတဲ့ငွေဖြစ်တဲ့အတွက်ကြောင့်ကျမလည်းတနိုင်ဆုံးကြောက်ကူကြီးပေးနေပါတော့เนาะရှူသွားတဲ့သူတွေအေးစစ်စစ်သူတို့လည်းအေးချမ်းချမ်းပေးတယ်ဆိုရင်လည်းကျမတို့လည်းအေးချမ်းချမ်းနဲ့ပဲလုပ်ပေးမှာပါဟိုတကယ်လို့သူတို့နေရာလေးကိုသိတဲ့သူဟိုလည်းကျမတို့အေးအေးချမ်းချမ်းလေးနဲ့ပဲကျမတို့လုပ်မှာပါလို့အဲ့လိုပြောတာပါသူငွေလေးပြန်ရပါစေလို့ကျမလည်းဆုတောင်းပါတယ်ရှင်။အပိစရာအလုပ်ကျေးဇူးတင်ပါတယ်။ ဆွဲလောင်းဆရာဆက်ပြန်ခဏလေး9တက်ခဏလေးခဏလေး9တက်ဆက်သွားမယ်ဆင်နိုင်50တက်လားအေးရစီမရှက်ကိုရတော့မှာကွဲနေတာကွဲကွဲမဲမဲဘာမှရှင်နေဟာအဲ့ဒါသူတခိုးတည်းကပါတယ်ဖွဲ့တစုပဲအမဲတွေ့လားဘာမှမခင်နေဘူးဟုတ်ပါတယ်ယူလိုက်ပြီ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 ဟောယူပြီးတော့ထဲတန်းထည့်လိုက်ပြီတွေ့လားနေကောမှာခဏလေးဒီမှာ ပြန်ဆွဲကြည့်လားသူကလည်းဖြတ်ရတာလည်းတော့နောက်ကလိုက်တာပဲအမေအမေအမေဟိုအနီရောနော်အဲအကုန်လုံးအကုန်လုံးအကုန်လုံးလိုက်တာဘာတော့ကာဘာမှကာနေရာတိုင်းကိုလိုက်နေရဘာတော့တော့ကဒီမှာရှေ့ကလူကပါဘာလဲနောက်ကလူတွေကကြည့်ကြည့်ကြည့်နေတာတော့ရှေ့ဆောင်တော့ကြည့်တော့ရအောင်ကြည့်ကြည့်ကြောင်ကြည့်ကြည့်နော်ဒီဘက်တယောက်ကမသိမှလားခါကပါ ဆားပြောက်ကစောင့်ပေးနေတာဟုတ်ပါဆောင်းဘွားတော့လမ်းဆွဲလိုက်ပြီအဲဘွားတော့လမ်းဆွဲလိုက်ပြီအမငုံသွားဟောအဲ့မဲ့အဲ့မဲ့လေမြင်ဦးလားငုံနေတဲ့အချိန်မှာဆွဲလိုက်တာမြင်လားမြင်လားအကောင်လားလူတွေရှုပ်တာဆိုတော့လူတွေတော်တော်ရှုပ်တာဆိုကြည့်လို့ခက်သွားတာအဲ့မဲ့ပစိန်ထည့်လိုက်ပြီဟုတ်တယ်အဲထည့်လိုက်ပြီထည့်ဦးရဆောင်းနေတာမပြောင်းဘူးရဆယ်နာရီမမြင်ဘူးနော်၄၀ခွန်မှာ၃ရောက်လုံးအိုးဝင်နေလာတာဟုတ်ပါမှာရက်တစီရောက်ရောက်ချင်းကိုခိုးသွားတာမမဒီမလေးဒီအိုးဝင်အဲ့အချိန်မှာသူတို့ဝင်လာတဲ့မျက်နှာကိုကြည့်အောင်မဲဘိုးကဖြစ်တယ် ညောင်းခလာဖြတ်တယ်မှာ3ယောက်ဘောတော်ခါအဲမှာ3ယောက်တခုက3ယောက်လာတာအဲ့မဲ့ပြန်ရလာအဲမှာ3ယောက်တူတူလာပြီတူတူမထားဘူးနေတဲ့ခွန်မှာလာမသာ3ယောက်တူတူလာ2ယောက်ခဏဟောအနေနဲ့ဖြူလဲပြန်အနေနဲ့ဖြူဟုတ်တယ်ဟုတ်တယ်တယ်ခဏဒီဟောမှာကွာတာနဲ့ကြည့်ဟုတ်တယ်ဟုတ်တယ် အဲ့တော့တူတူလာပြီတူအာအဲ့အဲ့နဲ့ကောင်မလေးမထင်ရစရာကြီးနော်ဟုတ်ရဆောင်းသုံးယောက်တော့မဟုတ်နောက်ကဂျင်းဂျင်းနဲ့တစ်ယောက်ပါသေးရမို့လားဟုတ်မလဲပေါ့ချင်းမဟုတ်ဒီကောင်မကြီးဒီဟာကြီးအဲ့ရချင်းဟာအလာပဲချင်းမဲ့အရှိဆုံးအရင်ဆုံးဝင်သွားတာအာသုံးယောက်တူတူလာတာသူ့မျက်နှာမမျက်နှာဒီဘက်ကဒီဘက်ကနင်းနင်းနင်း CCTV ပြပေးပါလားဆိုလို့ CCTV ပြပေးတာအဲ့ဒီမိမ၃ယောက်ပေါ့အဲ့ဒီအဲ့ဘောင်းမီရှင်နဲ့အဲ့ဒီအင်ဂျင်တွေကသူတို့ကပါလာတဲ့ကောင်မလေးသူတို့ကလာတာကအိုးဝင်နဲ့လာတာရောက်ချင်းကြအိုးဝင်နဲ့၃ယောက် ။ဥဝင်နေလာတာလေးဗီဒီယိုလည်းရှိသေးတယ်။တင်ပေးအောင်မဆက်ပြီးတော့ကဲအဲ့မဲ့သူ့နောက်ကိုလိုက်နေအဲ့မဲ့သုံးယောက်အဲ့ဒီအကွက်ရဲသူတို့ကခိုးတာကိုတခိုးသုံးယောက်အဲ့မဲ့ရှေ့ရဘွားတော့ကအဲ့မဲ့သုံးယောက်သုံးယောက်ပြထားတယ်။ကျုံညမနန်းကိုကက်လို့အဲ့မဲ့အဲ့သုံးယောက်ကတခိုးခေါင်းလေးတွေပေါ်နေတဲ့ဟာလေးတွေကသုံးယောက်ကတခိုးမတွေ။အော်တခိုးမတွေသူ့နန်းကိုကက်သေးတာကက်သေးတာရာသမျှအကုန်ယူတာအကောင်နာကိုရောက်ပြီးအဲ့ဒါတခိုးမသုံးယောက်ပါရှင်။ ။ CCTV ကနည်းနည်းဝါးတယ်။အဲဖုန်းနဲ့ရိုက်ခဲ့တာဟာမှအဆင်ပြေလို့ဒါလေးကိုတင်ပေးလိုက်တာပါ။ကဲစိတ်တည်လဲညစ်ပါ